သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ပလဲမြို့နယ်မှာပြစ်ချခံလိုက်ရတဲ့တိုက်လေယာဉ်မှာတရုတ်ထုတ်ချန်တူ F7M ခေါင်းလေယာဉ်အမျိုးအစားဖြစ်ပြီး American dollar နှစ်သန်းခွဲတန်ကြီးရှိ စစ်တပ်မှတိုက်လေရင်ဟောင်းများထုတ်သုံးခုခံရသည့်အထိအခြေအနေဆိုးရွားမှုပေါ်လွင်စေကြောင်းသတင်းတပုတ်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်မှာ PLA ကပြစ်ချလိုက်၍ပြတ်ကျခဲ့ရတဲ့စစ်တပ်တိုက်လေယာဉ်မှာတရုတ်ထုတ်ချန်တူ F7M K ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး American Dollar နှစ်တန်းခွဲတန်ကြီးရှိကြောင်းတက်တဲ့ရင်အကြီးမြင့်များကပြောဆိုပါတယ်။ဇွန်လ10ရက်နေ့မွန်လ12:15မိနစ်အချိန်မှာစကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်စကန်သိန်းတိုက်ပွဲအတွင်းပြည်သူလူမျိုးရေးတက်မတော် PLA ကစစ်တပ်ရဲ့တိုက်လေယာဉ်ကိုပြစ်ချနိုင်ခဲ့ကြောင်း အဲ့ဒီတိုက်လေရင်မှစဘာစီကြည်ရွအတွင်းကိုပြက်ချသွားခဲ့ပြီးရင်းလေရင်မှတိုက်လေရင်မှတအူးလဲတိတ်ဆုံးသွားကြောင်း PLA ကအတိပြုထုတ်ပြန်ခဲ့ပါတယ်။ PLA ကယမန်နေ့ထုတ်ပြန်ခဲ့တဲ့တိုက်လေရင်အပိုင်းစမြန်ရဲ့တပ်ပုံမှတ်တမ်းများအရာပြစ်ချခံလိုက်ရတဲ့တိုက်လေရင်မှတရုတ်နိုင်ငံထုတ် Gentoo F7M တိုက်လေရင်အမျိုးအစားဖြစ်ပြီးခေဟောင်းအမျိုးအစားဖြစ်ကြောင်းတတန်းအလွန်ကြာမြင့်နေပြီဖြစ်ပြီးလုံခြုံရေးစိတ်ချမှုလုံးဝမရှိတဲ့အနေအထားဖြစ်ကြောင်းတက်တဲ့ရင်အရေးမြစ်ကပြောဆိုပါရတယ်။ဒီပြက်ကျသွားတဲ့တိုက်လေရင်က F7M ဖြစ်တဲ့ မကွေးလီတက်ကနေတက်လာတဲ့လေရင်ဖြစ်တယ်။ပြစ်တာကတော့မြေပြင်ကအဖွဲတွေကဝိုင်းပစ်ကြမဲ့အနေအထားမျိုးရှိပါတယ်။ပြက်ကျသွားတာတော့နောက်ဆုံးပလဲနေတဲ့မှာပဲ PLA စွမှုတဲ့နေရာကိုပြက်ကျသွားတဲ့အနေအထားလို့သိရပါတယ်။လေတရဲကတော့အေဂျင့်နဲ့ပေါ့လေရင်ဖွင့်ပြီးဆင်းဖို့သူစ조사တယ်လို့သိရတယ်။ဒါ့ပေမဲ့အေဂျက်ကလည်း error ဖြစ်နေတယ်။နီးစက်တဲ့လေတက်အတိုင်းအဝိုင်းကတော့ဘလို့ပြောရမလဲဆိုတော့ flying coffin ဖြစ်စဉ်အနေအထားမျိုးလို့ပဲသုံးသပ်ကြပါတယ်လို့ CDM ပိုကြီးစင်ရောကပြောဆိုပါတယ် အကြံဖတ်စစ်ကောင်စီကအတုံးပြနေတဲ့လက်နက်ခဲယမ်းများကိုခွဲချင်းစိတ်ပြနေတဲ့ Tactical Raptor 2.0ကလည်းပလဲမြို့နယ်မှာပြက်ကျသွားတဲ့တိုက်လေယာဉ်မှာ Shantou F7M ဖြစ်ပြီးလေယာဉ်မှုတအူးတည်းသာလိုက်ပါနိုင်တဲ့တိုက်လေယာဉ်အမျိုးအစားဖြစ်ကြောင်းထပ်မံအတည်ပြုပါတယ်။ပြက်ကျတိုက်လေယာဉ်ကအင်ဂျင်တစ်လုံးနဲ့ဖြစ်တယ်။ MBF ရဲ့စစ်စင်းရောင်ကံမှုဖြစ်တယ်။လေယာဉ်မှုတအူးတည်းပဲဆိုတော့ F7 ဖြစ်နိုင်ပါတယ်လို့ Tactical Raptor 2.0ကအတည်ပြုပြောဆိုပါတယ်။ လေတက်တရင်အင်ဂျင်တချို့ကတရုတ်ကထုတ်လုပ်ခဲ့တဲ့ Shen 2 F7M အမျိုးအစားတိုက်လေယာဉ်ကိုမြန်မာစစ်တပ်က1996ခုနှစ်အစောပိုင်းကာလမှာအစီးရေ60နီးပါးဝယ်ယူခဲ့ပြီးဈေးနှုန်းအဖြစ်လဲတစ်စီးကို American Dollar နှစ်တန်းခွဲသာတန်ကြီးရှိကြောင်းယင်းတိုက်လေယာဉ်မှာစိတ်ချရမှုမရှိတဲ့အတွက်မကြာခဏပြတ်ကျခဲ့ပြီး2018ခုနှစ် April လနဲ့ October လအတွင်းမှာလဲ Shen 2 F7M 3စီးပြတ်ကျခဲ့ဖို့ကြောင်း တို့ရမှာယခုအချိန်ထိ Shandoo F7M များကိုစစ်ကောင်စီကအသုံးပြုနေရခြင်းမှာလေတက်မှတိုက်လေရင်လိုအပ်ချက်နဲ့စစ်တပ်ရဲ့လေတက်အသုံးပြုခုခံနေရမှုအခြေအနေဆိုးရွားမှုကိုပေါ်လွင်စေတယ်လို့ပြောဆိုပါတယ်။ဒီလေရင်တွေကလုံးဝစိတ်မချရဘူး။အထူးသဖြင့်တော့ safety ဘိုင်းမှာလုံးဝစိတ်မချရဘူး။ဒါပေမဲ့ဒီလောက်အခြေအနေဆိုးတဲ့တိုက်လေရင်တွေကိုထုတ်သုံးနေရတဲ့အထိစကားစမှာလည်းအတော်ကိုအကျက်အသေးစိုက်နေတာဆိုတာပေါ်လွင်နေတယ်။ လေတက်မှာ Shantou F7M တွေထုတ်သုံးပြီးလေကြောင်းတိုက်ခိုက်မှုလုပ်နေရတာဆိုတော့လေတက်မှာမရှိရှိတာကိုတုံပြီးခုခံနေရတာကိုပေါ်လွင်စေတယ်လို့လေတက်သတင်းအရှိမြစ်ကပြောဆိုပါတယ်အကြံဖတ်စစ်ကောင်စီကစစ်အာဏာသိမ်းပြီးနောက်2021ခုနှစ်နောက်ပိုင်းမှာစစ်လေရင်ရဲ့ရဟရင်ဆက်နစည်းကိုတော်လန်ရေးတပ်များကပြစ်ချဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ရွှေဘိုမှာကင်းလက်ရန်ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးသွားကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းရွှေဘုံမြို့မှာကင်းလေရန်ထွက်လာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၃ဦးသေဆုံးခဲ့ကြောင်း Fight for Freedom အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ6ရက်နေ့မှာရွှေဘုံမြို့တောင်ဘက်အထက်မုတ်ဦးမှာအထိုင်ချတပ်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများဟာရွှေဘုံမန္တလေးကားလမ်းဘက်ကိုကင်းလေရန်ထွက်လာစဉ်မှာ Fight for Freedom အဖွဲ့မှတော်လှန်ရေးရဲဘော်များနဲ့မဟာမိတ်တပ်ဖွဲ့များကအဝေးဒိမ်းမိုင်းများလက်နက်ကြီးလက်နက်ငယ်များနဲ့စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲဟာမိနစ်40နီးပါးကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်သား3ဦးသေဆုံးကတော်လန်ကြီးရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကစစ်ကောင်စီဘက်က3ယောက်သေပါတယ်။ထိခိုက်မှုလည်းရှိပါတယ်။ပွဲဖြစ်ပြီးတော့နာယေကာနှစိမ့်နဲ့လာတင်သွားပါတယ်။စစ်ခွေးခန့်မှန်းကြီးတရားဝင့်ကျင်ပါအခုလိုတိုက်ခိုက်မှုတစ်ခုပြီးသွားတဲ့အခါတိုင်းမှာခင်းရံအများအပြားကုန်သွားပါတယ်။ အဲ့ဒါကြောင့်ကျွန်တော်တို့နောက်ထပ်တိုက်ခိုက်မှုတစ်ခုအတွက်ခရင်ပြန်လည်ဖြည့်တင်းဖို့အရန်ခက်ခဲသွားပါတယ်လို့ Fight for Freedom အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရင်အမှတ်15တပ်ရင်းတပ်ခွင်နဲ့ Fight for Freedom FFF PDF တော်ကြီးကန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုမြို့နယ်တိုက်နယ်ငါပကဖာတက္ကနနဂါမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဇာမနီပြည်သူ့ကာကွယ်ရေးအဖွဲ့ခွထောင်းရစာပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်းအောင်လန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးခြင်းကတော့တင်ကန်းကျောင်းမှာညအချိန်အပြင်ထွက်၍ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းတပ်သားတဲ့အဖြစ်စုဆောင်းခံရသူတို့တနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တင်ကန်းကျောင်းမြို့နယ်မှာညအချိန်အပြင်ထွက်၍ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းတပ်သားတဲ့အဖြစ်စုဆောင်းခံရသူတို့ဟာတနက်တက်လက်ယူဆောင်ပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းကမ်ပေါ့ဒက်ဖ ens ဖို့စ်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ၁ရက်နေ့မှာရီးမြို့နယ်ခေါ်စာမြို့အခြေစိုက်ခလာရ31တက်ရင်မှစစ်မှုထမ်းတပ်သားတအုပ်ဟာ တနက်တလက်ယူဆောင်လာပြီးပြူဟာ33နယ်မြေဒေါနာတရင်တခွဲလေးကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားတအူးဟာ MA1 တနက်တလက်ကြီပေါက်တခု 5.56G 25000နဲ့အတူအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးကင်းတာဝန်ကြချိန်မှာထွက်ပြေးလာကဒေါနာတခွဲလေးစီကိုဆက်သွေ၍တွန်းရောက်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားတစ်ကိုတာဝန်ရှိသူများကစုချင်းငွေများချင်းမြင်ခဲ့ပြီးလွတ်မြောက်နေမီတနေရာကိုဘေးကင်းစွာပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ် အဆိုပါအလင်းဝင်ရောက်လာတဲ့စစ်မှုတပ်တပ်သားတဲ့ဟာတင်ငင်းကျွမြို့နယ်မှာနေထိုင်သူဖြစ်ပြီးညအချိန်အပြင်ထွက်လာစဉ်အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရကစစ်မှုတပ်အပတ်စဉ်ခုနှစ်ကိုပို့ဆောင်ခံရပြီးခေါ်စာမြို့နယ်ကွယ်ကလရ31တက်ရင်မှာခုနလခန့်တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒေါနာတက်ရင်အနေနဲ့အလင်းဝင်ရောက်လာမဲ့စစ်ကောင်စီတပ်သားများကိုနှွေးထွေးစွာကြိုဆိုလျက်ရှိကြောင်းအတင်းအတမတက်သားတစ်စုဆောင်ခံရတဲ့တက်သားများနဲ့စစ်ကောင်စီတက်သားများအနေနဲ့လဲစစ်ကောင်စီလက်အောက်မှအမြန်ဆုံးရုံထွက်၍ နီးစက်ရဆက်သွယ်ပြီးပြည်သူရင်ခွင်ခိုလုံကြရန်တိုက်တွန်းကြောင်းကမ်ပေါ့ဒက်ဖ ens ဖို့စ်မှအတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့လုံချုံကြီးတတိပေးထားတဲ့မယန်းကုန်းထွေအုပ်ယုံတွင်စစ်ကောင်စီဝန်ထမ်းအချင်းချင်းဓာတ်ထိုးတက်မှုဖြစ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မယန်းကုန်းမြို့နယ်ထွေအုပ်ယုံအတွင်းထဲမှာထွေအုပ်ယုံဝန်ထမ်းတအုပ်ကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုအဖွဲ့ဥက္ကဋ္ဌရဲ့ကိုကြီးလက်ထောက်ကဓာတ်နဲ့ထိုးတက်မှုဖြစ်ခဲ့ပါတယ် ဇော်လ၁၇ရက်နေ့နနက်၁၀နာရီခန့်မှာမယန်းကိုမြို့နယ်ထွေအုပ်ရုံးမှအငေတန်းစရိတ်ကိုအောင်မြင့်မြတ်ကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ကိုကြီးလက်ထောက်ကျော်စိုးမင်းကဓာတ်နဲ့ထိုးခြင်းဖြစ်တယ်လို့ဖြစ်စဉ်ကိုသိရှိသူတို့ကပြောပါတယ်။ဓာတ်ယူလာပြီးထွေအုပ်ရုံးနဲ့တင်ထိုးတာဗျ။ကိုအောင်မြင့်မြတ်ကတန်တွဲထွေအုပ်ရုံးကနေစစ်ဆောင်ပြီးဒီမှာမယန်းကုန်းထွေအုပ်ရုံးတွဲပတ်ကျနေတဲ့သူပါ။သူကတည်သွားတယ်။ကျော်စိုးမင်းကတော့ပြေးနေတယ်လို့မယန်းကုန်းမြို့နယ်ထွေအုပ်ရုံးနဲ့နှီးဆက်သူကပြောပါတယ်။ ိုအောင်မြင့်မြတ်ဟာအသက်36နှစ်အရွယ်ရှိပြီးထွေအိုရုပ်အငယ်တန်းစရေးဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကကျော်စိုးမင်းမှာအသက်50ကျော်အရွယ်ဖြစ်ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကမယန်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟိန်းတို့ကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့များရဲ့တိုက်ခိုက်နိုင်ခြေအတွက်လုံခြုံရေးဆိုင်ရာအစီအဝေးကျင်းပခဲ့ပါတယ်။ ခရိုင်နဲ့မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအားလုံခြုံရေးမပေါ်ဆရန်ရုံတွင်းလုံခြုံရေးအထူးကယူပြုရန်ဒုတိယဗိုလ်မှူးကြီးဖြိုးအောင်ဟင်းကပြောခဲ့ပါတယ်ထို့ပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလုံခြုံရေးဆိုင်ရာညွန်ကြားချက်များနေ့စဉ်ပြောနေတဲ့ကြားမှာပြင်ပမှလာမတိုက်ခိုက်ပဲအချင်းချင်းတတ်ဖြတ်မှုဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့တော်လန်ရေးတက်တွေဥက္ကဋ္ဌစကန်းကိုစတင်ထိုးစစ်စဉ်ပထမအကြိမ်ထိုးစစ်စဉ်တုန်းကမသိမ့်နိုင်ခဲ့လို့တက်ရှိစီယိုဆိုပြီးစစ်တပ်ဝါရဖြန့်ခဲ့တဲ့စကန်းကို၃နှစ်ခန့်အကြာမှာပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတက်ကလွန်ခဲ့တဲ့၃နှစ်မှာစကန်းမကြအောင်ခုခံနိုင်ခဲ့တဲ့မြန်မာထိုင်းနယ်ဆက်စီမင်းအနီးကစစ်တပ်ရဲ့ခြေကိုစကန်းဖြစ်တဲ့ဥက္ကဋ္ဌစကန်းကိုတော်လန်ရေးတက်ဖွဲ့တွေကဇွန်လ17ရက်နေ့မှာနောက်တစ်ကြိမ်စတင်ထိုးစစ်စဉ်တိုက်ခိုက်နေပြီဖြစ်ကြောင်းလူမှုຫນွေဦးရဲ့စီရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။ စစ်တပ်ကတက်ရှိစီယိုအမည်နဲ့ဝါရဖြန့်စက်ကရိုက်ကူးခဲ့တဲ့ဥက္ကဋ္ဌတစ္စကန်ကိုတော်လန်ရေးတပ်ဖွဲ့တွေက2022ခုနှစ်ဇွန်လ26ရက်မှာပထမအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စကန်ရဲ့နေရာတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့အပြည့်အသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ပထမအကြိမ်ထိုးစစ်ရဲ့၃နဲ့၄ပါရှိလာချိန်မှာပဲကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ဒီတစ်ကြိမ်ထိုးစစ်မှာ KNL ဥဆောင်ပြီးတော်လန်ရေးအဖွဲ့တွေပို့ဆောင်လာတာဖြစ်ပါတယ်။ဥက္ကရစ်ထကတော့ဒီနေ့စတယ်လို့ကရင်စည်ရီတရင်အရှင်းမြစ်တူကပြောပါတယ်။ဥက္ကရစ်ထရွာဟာမြဝတီမြို့တောင်ဘက်လေးကေကော်ဒေတာနဲ့မြဝတီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့ကာလန်ကျောပေါ်မှာတည်ရှိပြီးစစ်ကောင်စီရဲ့အထက်တပ်စခန်းဟာဥက္ကရစ်ထရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာတည်ရှိပါတယ်။ KNL ရဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာမြန်မာထိုင်းနယ်စပ်အနီးဥက္ကဋ္ဌစကန်တကြောကဗလဲတို့ကနေလီရွှေအေးမြိုင်ဝါမီထားဘရင်နောင်မော်ခီတေဘောဘုတ်တစကန်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းတွေကဇက်တိုက်တိုက်ခိုက်သိမ်းပိုက်ယူထားပါတယ်ဥက္ကဋ္ဌတစကန်အနီးအရှိတ်ဘက်မှာတော့ဝေါ်လီပြူဟာစကန်ကြန့်ရှိနေပါသေးတယ်ပထမအကြိမ်ဥက္ကဋ္ဌတက်စကန်သိမ်းပွဲမှာစစ်ကောင်စီကလေကြောင်းကနေအသေးအတန်ကာကွယ်ခဲ့ရပြီးအထိလဲနာခဲ့တယ်လို့ကရင်စီရေးသတင်းအရင်းမြစ်နောက်တအူးကဆိုပါတယ်။ လေချောင်းကနေအကျင့်တရားကြောင့်ပြစ်ကူပေးခဲ့တယ်လို့မြေပြင်စစ်ကူတွေလည်းပို့ခဲ့ရတဲ့တိုက်ပွဲလို့သူကဆိုပါတယ်တော်လန်ရဲ့တက်တွေရဲ့ရက်အတော်ကြာထိုးစစ်ဆင်ခဲ့ပေမဲ့မသိမ့်ပိုက်နိုင်မဲ့တက်တွေရုတ်သိမ်းပြီးမှတော့စစ်ကောင်စီကဥက္ကဋ္ဌတက်စကန်ပါမသွားလို့အောင်ပွဲအဖြစ်ကြွေးကြော်ခဲ့ပါသေးတယ်ဥက္ကဋ္ဌတက်စကန်ကိုတော်လန်ရေးတက်တွေကမသိမ့်ပိုက်နိုင်ခဲ့တာကြောင့်စစ်ကောင်စီကဥက္ကဋ္ဌစကန်ကိုအောင်မြင်အောင်ခုခံကာကွယ်နိုင်တဲ့ဆိုပြီးတက်ရှိစီယိုဆိုပြီးစစ်တပ်ဝါရဖြန့်ဇက်ကရိုက်ကူးခဲ့တာပါ။ 2024ခုနှစ်နှစ်ကုန်ပိုင်းမှာ KNU ဟာဌာနချုပ်လုတ်ခဲ့မှုတဲ့မြန်မာထိုင်းနယ်ဇက်ကမာနယ်ပလော့စခန်းကိုထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြန်မာထိုင်းနယ်ဇက်ကစစ်တပ်စခန်းတွေကိုဇက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။ KNU KNL တပ်မခုနှစ်မှာစခန်းအနည်းငယ်ပဲကျန်တော့သလိုတပ်မဟာ6မှာလည်းဥက္ကဋ္ဌဝေါ်လီပြူဟာတိကပလေအပါအဝင်စကန်၄ခုပဲကျန်ရှိတော့တယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ ညောင်ရွှေနဲ့ဖဲကိုမြို့နယ်တို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သား9ဦးထပ်မင်းသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ရေဘူးကြီးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သား9ဦးထပ်မင်းသေဆုံးခဲ့ကြောင်းရှမ်းတောင်စစ်တေတာခွဲအမှတ်1ပြူဟာ PDF တတိယနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကပြောကြပါတယ်။ဇွန်လ2ရက်နေ့ကဖဲကိုမြို့နယ်နဲ့ညောင်ရွှေမြို့နယ်အစပ်ဖေကုံအင်းအရှိဘတ်မှာရှိတဲ့ညောင်ရွှေမြို့နယ်ရေဘူးကြီးရွာကိုအကြံဖတ်စစ်ကောင်စီတပ်နဲ့၎င်းရဲ့လက်ပါစီတပ်ဖွဲ့ PNO PNE ပြည်သူစစ်တို့ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်ကောင်စီတပ်ဗတ်မှ9ဦးထပ်မံနဲ့တိတ်ဆုံပြီးတော်လန်ကြီးပူပေါင်းတပ်များဘက်ကလည်းထိခိုက်ကြဆုံးမှုရှိကြောင်းသိရှိရပါတယ်။ရေဘူမာကအင်အားတထောင်အထက်ရှိမယ်။တိုက်ပွဲအခြေအနေကဒီနေ့အထိပြင်းထန်နေတော့မယ်။ကုန်းတာတိုက်ပွဲမှာလည်းစက္ခတွေတိတ်ဆုံထိခိုက်မှုရှိပါတယ်လို့ရှမ်းတောင်စစ်ဒေသခွဲအမှတ်1 Viewer PDF တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြပါတယ်။ ဒါပြင်ရှမ်းတောင်နဲ့ကရင်နီနယ်စပ်ဒေသကုန်းတာကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုလည်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့အတူဖဲခုံ PDF 13936တပ်ရင်းတို့ပူးပေါင်းကာတိုက်ခိုက်လျက်ရှိပြီးဖဲခုံမြို့နယ်တဝမ်းမှာစစ်ရေးအခြေအနေတင့်မာလျက်ရှိကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီတပ်ကဖဲခုံမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများနေထိုင်ရာကြေးရွာများကိုပိတ်မထားကာလေကြောင်းလက်နက်ကြီးများနဲ့အဆက်မပြတ်တိုက်ခိုက်နေမှုကြောင့်ကလေးတငယ်နဲ့အမျိုးသမီးများအပါအဝင်ပြည်သူ၃ဦးသေဆုံးပြီး၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ထို့ကြောင့်ပြည်သူများအနေနဲ့တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ကိုတွာလာခြင်းနေထိုင်ခြင်းမပြုကြရန်နဲ့စီရေးတရီပေးချက်များကိုလိုက်နာပေးကြပါရန်မြစ်တာရက်ခံတိုက်တွန်းထားပါတယ်။အကြံဖတ်စစ်ကောင်စီတပ်က PNO PNA ပြည်သူစစ်မှဥဆောင်လမ်းပြမှုနဲ့စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး၎င်းတို့ရောက်ရှိရာကြေးရွာများမှပြည်သူများအားအတင်းအကျပ်ဖမ်းဆီးကစစ်မှုထမ်းဆီးခိုင်းခြင်း ငွေကြေးများအတင်းအဓမ္မတောင်းခံခြင်းကြေးရွာနေပြည်သူများကိုညှဉ်ပန်းနှိပ်စက်ခြင်းများပြုလုပ်လျက်ရှိကြောင်းရှမ်းတောင်စစ်ဒေသခွဲအမတ်၁ viewer PDF တတိယနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာမြေ့